တနေ့ငယ်နေနေမွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ22ရက်နေ့နေ့30ရက်နေ့အတွင်းဟာဘဝကံမြန်မာသောကာလတစ်ခုဖြစ်သလိုမြတ်တရေကံကောင်းမဲ့စူပါလုံငန်းချိုးပေးမယ်အမျိုးသမီးမိတ်ဆွေကြီးကဲတူထံမှာကောင်းသောကုညီရရှိမယ်မိသားစုနဲ့ပတ်သက်တဲ့ကောင်းသတင်းကြုံမယ်ဝေးကွာနေတဲ့သူတွေနဲ့ပြန်လည်ဆုံစည်းမယ် ခီးကိစ္စဥတီကျဲပြောင်းပြီးလုပ်တဲ့ကိစ္စတွေအစဉ်ပြေမယ်တလကြကြဆိုင်းငံ့ထားတဲ့လူတွေကိုရှေ့တိုးလုပ်ကန်ပြီးတော့ကောင်းသောကျိုးဆက်ကိုရရှိဖန်တီးနိုင်တဲ့နေသားရှိတယ်နစနေနေ့မှာကောင်းသောကံထမပွင့်မယ်လူရပြည့်စုံမယ်မိကောင်းဆွေကောင်းထောက်ကူရ23ရက်နေ့မှာခီးသွားရဲ့အကျိုးရှိတဲ့သွန်လေးကစားညနေ3နိုင်နဲ့4နိုင်ခွဲအတွင်းမှာအရှိတောင်ရကူတီစွာဇန်နေဖြစ်တတ်တော်ယူဆက်ရမယ်။ 24ရက်နေ့ကတော့အရာရာစင်ပြေခြင်းကံကောင်းခြင်းလိုရာပြည့်စုံခြင်းနဲ့ဘဝတိုးတက်ခြင်းကိုကြောမယ်25ရက်နေ့မှာကတိပြည့်တဲ့သူတွေနဲ့တွေ့တတ်တယ်ရာတက်ခဏနေနဲ့တွေ့တတ်တယ်26ရက်နေ့မှာထူးထူးခြားခြားကံပြောင်းလဲတွေရှိမယ်ရည်မှန်းချက်စစ်တွေရှေ့ထိုးလို့လို့ကြိုးပေးတယ်29ရက်နေ့မှာရပိုင်ခွင့်တွေပြန်လဲတောင်းဆိုနိုင်တယ်အခက်အခဲဖြေရှင်းရကြိုးပေးတယ်28ရက်နေ့ကလက်ပွင့်ကံပွင့်လိုရာပြည့်စုံခြင်းကိုကြောမယ် 29ရက်နေ့မှာ6ရက်ကုန်တည်သွားစရာနေရှိတတ်တယ်။မနေ့9ရက်ခွဲနဲ့9ရက်တွင်အသွာလာနေတိုင်းဂယုဆက်ရမှာဖြစ်တဲ့ရံပတိဘက်ကနေလည်းထိတဲ့အတွက်တွေ့လိုက်ပါလေ။30ရက်နေ့ကစာရဆိုင်ရန်ကိစ္စငွေကြေးကိစ္စစကားပြောရတဲ့အဲ့ဒီနေ့မှာလက်ပွင့်မယ်ဓနသိတိတက္ကစမ်းရှင်တဲ့နေ့တစ်ခုဖြစ်တယ်။ငွေကြေးပေးယူကိစ္စဒီမှာညင်မပွားရအောင်ကိုကရွှေအောင်တွေကြည့်ငွေအောင်တွေကြည့်ဒီခုနဲ့ဒီခုချိန်တွေပြီးလည်းစောင့်တာရမယ်။ ကံနဲ့ဖွင့်သွားမယ်စီပွားနဲ့ဖွင့်သွားမယ်သုံးဆက်တရားနည်းကတော့အတိုက်ခံနေကြတဲ့ထိုးပေါက်ပြီးလိုရာပြည့်စုံဆောင်ရနိုင်တဲ့နေ့တစ်ခုဖြစ်ပါတယ်တနင်္လာနေ့ကနေ့သောကြနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့ကြာသပတေးနေ့စနေနေ့မွေးသူများကြောင်းစိတ်နှောက်ရှက်ဖြစ်တတ်ပါတယ်အပြာရောင်ပဲရောင်ညောင်တို့ကိုသုံးပေးပါ369ခန်းတွေကိုသုံးပေးပါကောင်းချင်းကံကြမ္မာများရစေရန် နေနိဗ္ဗာန်မှာရှိတဲ့ကလေးစင်ငယ်တို့ကိုမုံအဟာရဝေမျှကျွေးမွေးလူတန်းချင်းပြုပေးပါ တနေ့ကနေနေ့ပွဲသူအားလုံးတို့ဟာအောက်တိုဘာ22 23 24 25 26ရက်တွေမှာကောင်းစီကောင်းရှော်ပြုလို့ရတယ်အကြီးအကဲဖြစ်မယ်အချမ်းစီအောင်မြင်မယ်နှစ်သက်ရရက်မှာ ကောင်းစီကောင်းရှော်ပြုကြပါကျေးဇူးတင်ပါတယ် တနင်္လာနေ့ပွဲစုအားလုံးမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ22ရက်နေ့နေ့30ရက်နေ့တော်တွင်ကာလဟာအပြောင်းလဲတဲ့ဒုတက်မှုတွေကိုဖန်တီးနိုင်တယ်ရှင်းပန်းချက်စစ်တွေကိုလက်တွေ့ကောင်းတဲ့ဖွင့်နိုင်တယ်မူလစီစဉ်ထားခြင်းမရှိဘဲရုပ်တရက်ပေါ်ပေါက်လာတဲ့အခြေအနေကိုသုံးချပြီးအောင်မြင်မယ်လူမျိုးခွဲချိုးပေးမယ်ရောင်းမဝင်မှဖြစ်တတ်တဲ့ငွေချီပစ္စည်းချင်းကားရဲ့ဆုံးသွားတတ်တဲ့အမေဖွားတို့ကျမ်းမာရေးချူကြမယ် ကိုယ်တိုင်တွင်၎င်းမိသားစုတွင်ခရီးကိစ္စအစဉ်ပြေမဲ့ပြည်တွင်းသာမကပြည်ပခီးတွေသည်စီစဉ်အောင်မြင်နိုင်ခြင်းရှိမယ်နဆနေရနေ့မှာကောင်းသောပြောင်းလဲမှုနဲ့တိုးတက်မှုတွေရရှိပြီးတော့အလိုရှိရာပြည့်စုံခြင်းတွေရှိမယ်23ရက်နေ့မှာငွေကြေးကံကောင်းမဲ့လက်ပွင့်မဲ့လူရပြည့်စုံမဲ့24ရက်နေ့မှာဥတီချက်တဲ့နဲ့လောကကြီးနေရဲ့ကောင်းသောအကျိုးပေးမှုတွေရှိမယ်ရန်နဲ့ထိတ်တဲ့တွေ့မယ် 25ရက်နေ့မှာပေါ်လာတဲ့ခွင်ရည်တွေကိုလက်တွေ့သုံးချပြီးအစဉ်ပြေခြင်းနဲ့တိုးတက်ခြင်းရှိမယ်26ရက်နေ့မှာရပိုင်ခွင့်တွေလက်ဝယ်ပြန်ရခြင်းရှိမယ်29ရက်နေ့မှာအရာရာအစဉ်ပြေခြင်းတိုးတက်ခြင်းလိုရာပြည့်စုံခြင်းတွေရှိမယ်28ရက်နေ့မှာငွေကြေးကံလုပ်ငန်းကံတက်လန်းပေါ်မယ်စီးပွားကံတိုးတက်မှုရှိမယ်အလုပ်ပေါ်တွေကျုံမယ်29ရက်နေ့မှာစိတ်ရှုပ်ထွေးစရာနဲ့ထင်မှားစရာတွေဖြေရှင်းရမယ် 30ရက်နေ့ကတော့ပျော်ရွှင်ချမ်းမြေ့စရာနဲ့စိတ်အေးချမ်းသာစရာတွေကြုံမယ်31ရက်နေ့မှာခီးကံလုပ်ငန်းကဘဝကတိုးတက်ခြင်းတွေရှိမယ်22 23 24 25 26ရက်ဆက်တဲ့အဲ့ဒီရက်တရားခေါင်းစည်းခေါင်းချိုပြုရအမတန်ကောင်းတဲ့ရက်တွေဖြစ်ပြီးတော့23ရက်နေ့အဲ့ဒီနေ့မဟာရချမ်းနဲ့တိုက်ဆိုင်တယ်အဲ့ဒီနေ့မှာအရှိတောင်ရောက်ကုန်သည့်သွားစဉ်အနေရှိတတ်တဲ့ညနေ3နိုင်နဲ့4နိုင်ခွဲအတွင်းမှာအသွာလာနေထိုင်ကြည့်ဆက်ရမယ်29ရက်နေ့မှာ နဂဘောရက်ဖြစ်ဖြစ်ရှေ့ရက်ကိုတည်သွားစဉ်အနေရှိတဲ့တယ်မနေ့9နိုင်ခွဲနဲ့9နိုင်တွင်သွားလာနေထိုင်ကိယုဆိုင်ရာမှာဖြစ်ပါတယ်30ရက်နေ့ဒနာသိတိနက္ခဆန်းရှင်တဲ့နေ့ဖြစ်တယ်အဲ့ဒီနေ့မှာငွေကြေးကိစ္စအတွက်ပြောဆိုဆောင်ရွက်ခြင်းနေမှသမျှအောင်မြင်ကြိုးပေးခြင်းကိုရရှိနိုင်တယ်ဂျာဂါပဒိနေဗုဒ္ဓနေ့စနေနေ့မွေးစုတွေကောင်းကျိုးပေးတယ်တနင်္ဂနွေတင်းလာမွေးစုများကြောင့်စေနောင်ရှင်တွေဖြစ်တတ်တယ်အစိမ်းရောင်ဖြူရောင် မိခိုးရောင်တို့ကိုသုံးမှနှစ်ခုကိုကနန်းနေကြိုးပေးပါတယ် တပြေညွတ်တညွတ်ကိုအမွေးနသာပဲပြန်ပြီးအမြင့်တနေရာမှာတင်ပြီးလိုရာဆူတောင်းမှာဆူတောင်းပြပါလိမ့်မယ်ကျေးဇူးတင်ပါတယ်။ဟင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ။2025ခုနှစ်အောက်တိုဘာလ22ရက်နေ့နေ့31ရက်နေ့အတော်တွင်မှာရံများမယ်တိုက်ခတ်များမယ်စေတနာဝေဒနာဖြစ်တတ်တယ်စကားမှားတတ်တယ်ရောင်းမဝယ်မှ ဖြစ်တတ်တယ် အလောတကြီးဝယ်ယူခြင်းမဖြစ်ရဘူးအရင်းနှီးများတဲ့လုပ်ငန်းတွေစတင်ခြင်းမဖြစ်ရဘူးလုံတဲ့ဆာလုပ်ငန်းရတဲ့ကိုထိန်းချုပ်ပြီးလုပ်ရမယ်ဝေဖန်သူများနောက်ဆက်သူများ သတိရှိရမယ်ပြောမှဆိုမှမဖြစ်အောင်ထိန်းပေးရမယ်နှစ်ဆယ်နှစ်ရည်ကရန်တိုက်ခံနေများတဲ့နေ့ဖြစ်တဲ့23ရည်နေ့မှာရှင်ပြန်မှုမှသမျှအောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းတွေရှိမယ်24ရည်နေ့မှာ မွေးကြီးကံဒုံကံကံဘောကံတွတ်တဲ့ခြင်းနဲ့အောင်မြင်ခြင်းတွေရှိ25ရက်နေ့မှာမွေးကြီးကံကောင်းမယ်ခီးကံကောင်းမယ်ပြောင်းလဲမှုနဲ့တွတ်တဲ့မှုရှိမယ်26ရက်နေ့မှာရန်နောက်ဆက်နဲ့ခက်ခဲတွေကြုံမယ်29ရက်နေ့မှာဥတီချက်စစ်နဲ့လောက်ကန်ခြင်းရဲ့နှစ်သာရကောင်းကျိုးရရှိမယ်28ရက်နေ့မှာစိတ်ကူးစစ်တွေလောက်ကန်တဲ့ရပိုင်ခွင့်တွေလက်ဝယ်ပြန်ရမယ်29ရက်နေ့မှာ အထူးကောင်းသောနေထိုင်နဲ့တွတ်တက်တဲ့ကံနေပေါ်မယ်30ရည်နေမှာရှင်ပြန်မှုမှမြအောင်မြင်ပြီးတော့တက်လန်းရရှိမယ်31ရည်နေသူတစ်ပါးကြောင့်ကိုယ်ရည်ပဲချက်တွေနှောင့်နှေးခြင်းချုပ်နိုင်ပါတယ်ဒီကာလအတွင်းတွင်မှာအောက်တိုဘာ20 23 24 25 26အဲ့ဒီရက်တွေအားလုံးဟာခေါင်းစည်းခေါင်းချော်ပြည့်ရတဲ့အင်မတန်မြင့်မြတ်တဲ့နေ့ဖြစ်တဲ့အဲ့ဒီနေ့တွေမှာ ကောင်းစီကောင်းရှင်ပြုရဲ့အကြီးကဲဖြစ်တဲ့အရာရာဆင်ပြေတဲ့လုံသမျှအောင်မြင်မဲ့ဓာတ်ကိုရစေတယ်။တတိပေးကျင်တာက23ရက်နေ့မှာအရှိတောင်ရက်ကိုသွားစီအနေဖြစ်တတ်တယ်။ညနေ3နိုင်နဲ့4နိုင်ခွဲအတွင်းသတိထားရမယ်။26ရက်နေ့မှာအရှိရက်ကိုတည်သွားစီအနေဖြစ်တတ်တယ်။မနေ့9နိုင်ခွဲနဲ့9နိုင်ကြာပို၍သတိထားရမယ်။ 30ရင်းနေရတော့ဒနာသိတိနက္ခဆန်းရှင်တဲ့နေ့ဖြစ်တယ်။အဲ့ဒီနေ့မှာပတ်စံငွေကြေးတို့အဟောင်းစုပ်တွေကိုကတ်ပြီးတော့တေချာပြန်ပြီးတော့စနစ်စရာသိမ်းဆည်းလိုက်ပါ ထူးခြားတဲ့ကံကြမ္မာလေးတွေပေါ်ပြီးတော့လက်ပွင့်လာနိုင်ပါလေဒီကာလတော်တွင်မှာဇာတပတိနဲ့ဗုဒ္ဓနဲ့တနင်္လာနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေနေ့အင်္ဂါနေ့မွေးသူများဒုက္ခပေးတတ်တယ် အဖြူစိမ့်မီကိုရောင်တော့ကိုတုံးရွယ်အလိုရှိရာကိစ္စများ ဆောင်ရွက်ပါ တင့်ငါကိုကနန်းနေအချိုးပေးပါလေကောင်းခြင်းကံကြမ္မာများရစေရန်အတွက် နေရင်နီးပါးမှာရှိတဲ့သက်ရွယ်ကြီးရင်သူတို့ကိုအဟာရစေဝါများလှူဒန်းခြင်းပြုပေးပါကျေးဇူးတင်ပါတယ်ဗုဒ္ဓနဲ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ22ရက်နေ့ကနေ 30တရနေ့အတော်အတွက်မှာဘဝရည်မှန်းချက်အောင်မြင်မယ်အရေးပါတဲ့ခြေလှမ်းသစ်တွေစတင်နိုင်တယ်အပြောင်းရွှေ့ပြောင်းလဲရှိမယ်အကြံသစ်အောင်မြင်မယ်အခက်အခဲဖြေရှင်းနိုင်မယ်ရပ်တန့်တဲ့လုပ်ငန်းတွေပြန်လဲစတင်နိုင်တယ်ရည်မှန်းချက်သစ်နဲ့ဘဝတိုးတက်မှုသစ်တွေကိုဖန်တီးနိုင်တယ်20ရက်နေ့မှာအလုံးသစ်ရည်မှန်းချက်သစ်တွေအောင်မြင်မယ်23ရက်နေ့မှာရန်တိုက်ခံနေတဲ့ထိတ်တိုက်တွေ့တတ်တယ်အဲ့ဒီနေ့မှာသွားလာကြည့်ဆက်ရမယ်အဓိက အရှိတောင်ရက်ကိုတည်သွားစရာနေရှိတဲ့ညနေ3နိုင်နဲ့4နိုင်ခွဲတွင်သွားလာကြည့်ဆက်ရမယ်24ရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရခြင်းဘဝတုတ်တဲ့ခြင်းကံကောင်းခြင်းနေရှိ25ရက်နေ့မှာရှင်ပြန်မှုမမြောင်မြင်ခြင်းနဲ့အစ်မြင်သောဘဝကိုရရှိနိုင်ခြင်းကြောင့်ပဲ26ရက်နေ့မှာပြဿနာဟောင်းတွေဖြေရှင်းရမယ်ရန်နေနဲ့ထိတ်တိုက်တွေ့တတ်တယ်29ရက်နေ့မှာတော့စိတ်ချမ်းမြင်မယ်အရာရာဆင်ပြေမယ် အမျိုးသမီးမိတ်ဆွေဒူးထာမှာကုညီရနိုင်မယ်28ရက်နေ့မှာအပြောင်းလဲတဲ့တိုးတက်မှုကံတွေရှိတယ်ခက်ခဲကြတိုးတက်မှုကိုဖန်တီးနိုင်တယ်29ရက်နေ့အရာရာဆင်ပြေခြင်းကံကောင်းခြင်းရှိမယ်သို့တော့အရှိရကူတည်သွားစရာတွေရှိတတ်တယ်မနေ့9ရက်နေ့ကနေ9ရက်တွင်သတိထား30ရက်နေ့မှာစိတ်နှောင့်ချက်တွေများမယ်အတိုက်ခံတွေများမယ်ဒနာသိတိနက်ခတ်နဲ့စမ်းရှင်တဲ့နေ့ဖြစ်တဲ့အတွက်ပတ်စံကြွေစိတ်တစ်စီကိုမွေးနပ်တာပြပြပြီးစောင့်ထားပြီးလိုရာဆောင်ရွက်ပါ တော့စတဲ့အနေကတော့ထူးခြားတဲ့ပြောင်းလဲတဲ့တိုးတက်မှုတွေရှိတယ်။ဥတီချက်စစ်တွေနဲ့လောကန်ဆင်ပြေခြင်းတွေကိုကြုံမယ်။တနင်္လာနေ့ကနေဗုဒ္ဓနဲ့မွေးသူတွေကောင်းကျိုးပေးတယ်။တနင်္ဂနွေစနေမွေးသူတွေဒုက္ခပေးတတ်တယ်။၁၆၉ခုကနေနေကျိုးပေးတဲ့အဝါရောက်အပြာရောက်နှုတ်နေအောင်နေသုံးပြီးလိုရှိတဲ့ကိစ္စတွေဆောင်ရွက်နိုင်ပါတယ်။အောက်တိုဘာ၂၂၂၃၂၄၂၅၂၆အဲ့ရက်တွေက ကောင်းစေမင်္ဂလာရက်ကောင်းရက်မြန်များဖြစ်ပါရဲ့20ရာရက်ကိုရွေးချယ်ပြီးကောင်းစေမင်္ဂလာပြုခြင်းဖြင့်အခြေခဲဖြစ်ရောက်ခြင်းဉာဏ်ကင်းခြင်းတိုးတက်ခြင်းတို့ကိုရရှိစေလိမ့်မယ်ကောင်းသောကံကြမ္မာများရစေရန်တို့ကအဝါရောင်ပန်းဝင်းတို့ဖျားကတ်လူပူဇော်ပြီးလိုရာဆုတောင်းနိုင်ပါတယ်ကျေးဇူးတင်ပါတယ်ကြာသာပတင်းနေမွေးသူအားလုံးမင်္ဂလာပါ2025 အောက်တိုဘာလ22ရက်နေ့ကနေ31ရက်နေ့တော်တွင်မှာနာမည်အောင်မြင်မှုတွေကို ဖန်တီးနိုင်တယ်။လုံသမျထင်ရှားကြော်ကြားမယ်။ရသမျငွေပြန်သုံးရတဲ့တဲ့စူဆောင်းထားတဲ့ငွေတွေသုံးဆွဲရတဲ့တဲ့အလုတ်တွေတိုးချက်အောင်မြင်မယ်။ရှင်ပြန်မှုမှသမျအောင်မြင်မယ်ဘဝတိုးတက်မယ်။22ရက်နေ့မှာအလုတ်ဘုကိစ္စဘုတွေကြုံမယ်။ကိုယ်ကိစ္စသမက သူတစ်ပါးကိစ္စတွေကိုလောက်ရနေမယ်။ 23ရက်နေ့မှာပြဿနာဟောင်းနေပြန်လဲဖြေရှင်းရနေပဲအဲ့ဒီနေ့မှာမတော်တဆနေကျူဆက်ရမယ်အရှိတောင်ရကုတီသွားစရာနေဖြစ်တတ်တယ်ညနေ3နိုင်နဲ့4နိုင်ခွဲအတွင်းမှာအသွားလာနေထိုင်ကျူဆက်24ရက်နေ့မှာအရေးပါတဲ့ဆုံးဖြတ်ချက်ချမှတ်ရမယ်လုပ်ငန်းစ်တွေစတင်ရနေမယ်25ရက်နေ့မှာရပိုင်ခွင့်တွေလက်ဝယ်ပြန်ရမယ်အခက်အခဲအလုံးကိုကြော်လာနိုင်မယ်26ရက်နေ့မှာ ဝေကြီးတံကောင်းခြင်းလက်ဖွင့်ခြင်းကိုကြုံမယ်28နှစ်မှာရှင်ပြန်မှုအောင်မြင်ခြင်းနဲ့ဘဝတုတ်တဲ့ခြင်းနှစ်သာရကိုရမယ်28ရက်နေ့မှာသူတစ်ပါးကြောင့်ကိုယ်ရွယ်ချက်နှောင့်နှေးမယ်29ရက်နေ့ကအရာရာအစဉ်ပြေမယ်သို့တော့အရှိရကုန်တည်သွားစဉ်အနေရှိတဲ့တည်းမနဲ့ခွန်နိုင်ခွင်းနဲ့ကိုယ်နိုင်တွင်ကိုသတိထားရမယ်30ရက်နေ့မှာအထူးကောင်းသောကံကြမ္မာရှိပြီးတော့အဲ့ဒီဒနာသိတိနဲ့ကဆန်းရှင်တဲ့နေ့ဖြစ်တဲ့ပိုက်ဆံ ။နံပါတ်6ကနန်းနဲ့စိုးနဲ့ပိုက်ဆံတရက်ကိုလူနဲ့စောင်းထားပေးပါ။31ရက်နေ့မှာထူးခြားတဲ့ဆုံးဖြတ်ချက်နဲ့ဘဝတိုးတက်မှုတွေကိုဖန်တီးပြီးတော့မူလနေထိုင်နေပုံမြင့်တဲ့ဘဝအခြေအနေတစ်ခုကိုဖန်တီးရယူနိုင်တဲ့အနေထားကောင်းကိုကျုံမဲ့တနင်္လာနေ့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးတယ်။တနင်္ဂနွေနေ့တောက်ကြနေ့မွေးသူများကြောင့်စိတ်နှောက်ရှက်ဖြစ်မယ်။၈၆၉ကနန်းနေ့ကျိုးပေးတယ်။ အ내ရောင်အပြာရည်ရောင်လက်ပြာရောင်တွေကိုအချိုးပေးတဲ့ရောင်တွေဖြစ်သုံးဆွဲနိုင်တယ်။အောက်တိုဘာ20ရက်နေ့23 24 25 26ရက်နေ့တွေမှာနှစ်သက်ရာရက်ကိုရွေးပြီးတော့ခေါင်းစည်းကောင်းစွာပြုပါဖုံးကန်ချက်စီရေတိုးဝပြီးအကြီးကဲနေအောင်ရောက်တတ်တယ်တဲ့လက်တွေသုံးချနိုင်ပါလေ။ကောင်းကြီးကံများရစီရစပယ်ပန်းဖျားလူပေးပါကျေးဇူးတင်ပါတယ်။နောက်ကြနေ့မွေးသူအားလုံးမင်္ဂလာပါ။ 2025ခုနှစ်အောက်တိုဘာလ22ရက်နေ့နေ့31ရက်နေ့တော်တွင်မှရပိုင်ခွင့်နေ့လက်ဝဲပြန်ရမယ်ရှင်းဤသူများနဲ့စကားများတဲ့အခက်ခဲဖြစ်ရှင်းနိုင်မယ်လူမျိုးခွဲအကျိုးပေးမယ်အရဝေးရကောင်းသောသတင်းစကားကြုံမယ်ကာလတန်ကြာဆိုင်ငံ့တဲ့လူတွေပြန်လဲစင်ပြောင်းလို့နိုင်မယ်ဝေးကွာနေတဲ့သူတွေနဲ့ပြန်လဲဆုံစည်းနိုင်တယ်ငယ်ပေါင်းငယ်မိတ်ဆွေတွေနဲ့ပြန်လဲစုစည်းမှုလမ်းကြောင်းပေါ်ပေါက်တယ်22ရက်နေ့အရာရာကောင်းသောနေ့လုံးသမျှအစဉ်ပြေမယ်23ရက်နေ့ ဝေးချေးကလုပ်ငန်းကအစားကောင်းမယ်မတော်တဆနဲ့ကျူးဆက်ရမယ်အရှိတောင်ရောက်ကုန်ဒီသွားစရာနေရှိတဲ့ညနေ3နိုင်တဲ့4နိုင်ခွဲတွင်သွားလာကျူးဆက်24ရက်နေ့မှာအပြိုင်ဆိုင်ကြားမှတိုးတက်မယ်လူရပြည့်စုံမယ်ဘဝတိုးတက်မယ်25ရက်နေ့မှာရန်တိုက်ခံနေတဲ့ထိတိုက်တွေ့မယ်စိတ်ပင်ပန်းလူပင်ပန်းဖြစ်မယ်26ရက်နေ့မိကောင်းဆွေကောင်းထောက်ကူရမယ်စူပေါင်းလုပ်ငန်းကျိုးပေးမယ်28ရက်နေ့မတော်တဆထိခိုက်မှုအနေနဲ့ကျူးဆက်ရမယ်ရန်ပြိုင်ဆိုင်ကြားမှာ တိုးတက်မယ်ပစ္စည်းပြောက်တတ်တယ်28ရက်နေမှာငွေကြေးလက်လာပါဥစ္စာဒနာဖွင့်ပြောမယ်လိုပြည့်စုံမယ်29ရက်နေမှာသွားလာထူးပြုတ်ယူဆရမယ်အရှိရောက်ကုန်တည်သွားစရာနေရှိတတ်တယ်မနေ့9နိုင်ခွဲနဲ့9နိုင်အတွင်းမှာသတိထားရမယ်30ရက်နေမှာအရာရာကံကောင်းခြင်းလိုရာပြည့်စုံခြင်းဘဝတိုးတက်ခြင်းကိုကြုံမယ်31ရက်နေမှာဥတီကျက်ပြောင်းပြီးလုပ်တဲ့ကိစ္စမှန်သမျှမှာထူးခြားသောတိုးတက်မှုကိုရရှိမယ် 22ရက်နေ့23 24 25 26ရက်နေ့တွေမှာခေါင်းစည်းခေါင်းချုပ်ပြုပါကြီးကဲသောဘုရားကိုရတတ်တဲ့ခဲခဲကြုံလွားနိုင်တယ်30ရက်နေ့တသသိတိနှစ်ခတ်ဆန်းရှင်တဲ့နေ့မှာနံပါတ်9ခန်းနဲ့ဆုံးတဲ့ပန်းစာတရက်ကိုယူပြီးလူနဲ့ဆောင်ပေးပါဒီကာလတော်တွင်မှာတနင်္ဂနွေနေ့သောကြာနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေလာကြာသာပတိနေ့မွေးသူတွေဒုက္ခပေးတတ်တဲ့နှစ်ခုကိုကနန်းချိုးပေးတယ် အဖြူစိမ့်မိကိုရောင်တို့ကိုဝစ်စင် သုံးဆွဲပြီးအလိုရှိရာကိစ္စဆောင်ရွက်ပါမျက်နှာသုတ်ဘွားအဖြူတထဲကိုသံဃာတို့ကိုလှူဒန်းလိုက်ပါကျေးဇူးတင်ပါတယ်စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ22ရက်နေ့ကနေ31ရက်နေ့တော်တွင်မှာရှင်ပြန်မှုမှမြောင်မြင်မယ်ဘဝတိုးတက်မယ်ခဲခဲအလုံးကျော်လွှားနိုင်တယ်ကောင်းသောအမြီကြော်ကြားခြင်းကိုရရှိမယ်ဘဝကံတက်လန်းပေါ်မယ် ဝဲကွာသူတွေနဲ့ပြန်လဲဆုံစည်းနိုင်တယ်။မယောင်းဆွေရောင်းတွေပြန်လဲဆူစည်းနိုင်တယ်။ယတ္တဟောင်းများပြန်လဲကောင်းခြင်းကံကြမ္မာဖြစ်ပေါ်နိုင်တယ်။နှစ်ဆယ်နှစ်နှစ်ကထူးခြားတဲ့ကံပြောင်းလဲတဲ့တိုးတက်မှုတွေရှိမယ်။လौသမြအောင်မြင်ခြင်းကိုကြုံမယ်။23ရက်နှစ်မှာစိတ်နှောင့်ချက်တွေများမယ်၊ရံများမယ်၊တိုက်ခတ်များမယ်။အရှိတောင်ရောက်ကုန်ဒီသွားစရာနေရှိတတ်တယ်။ယနေ့သုံးနိုင်တဲ့လေးနိုင်ခွဲအတွင်းသွားလာနေတဲ့ကျူဆမ်24ရက်နေ့ကစိတ်ချမ်းမြေ့စရာနဲ့တိုးတက်မှုတွေရှိမယ်။ စုပေါင်းလုပ်ငန်းကျိုးပေးမယ်25ရင်းနေမှာ အရဝေးရနေကောင်းသတင်းချုပ်မယ်အိမ်မက်မဲ့ရင်တွေးရင်ထင်ရင်မှန်တတ်တဲ့အိမ်ဒီမှာထူးခြားတဲ့စွမ်းပေါ်နေတယ်26ရင်းနေမှာဝေကြီးကလတ်လာပကံထူးထူးခြားခြားကောင်းမယ်29ရင်းနေကအခက်ခဲအလုပ်ကိုကျော်သွားပြီးဘဝတိုးတက်ပြီးအဆင့်မြင့်တဲ့နေထောင်ရောက်မယ်28ရင်းနေမှာရပိုင်ခွင့်တွေလက်ဝယ်ပြန်ရမယ်ဆုံးဖြတ်ချက်တွေမှတ်မယ်29ရင်းနေကအခက်ခဲတွေကျော်လွန်နိုင်တယ် အရဝေးနဲ့ဆက်ဆက်မှုတွေကြိုးပြီးတဲ့အရှိရကိုတည်သွားစင်တဲ့အနေရှိတတ်တယ်။မနေ့ခွန်နိုင်ခွဲနဲ့ကိုနိုင်တွေ့သတိထားမယ်သွားလာ။30ရင်းနေ့ကတော့ထူးခြားစွာကောင်းသောကံနဲ့တွေ့တတ်တဲ့နေ့ဖြစ်တယ်။အဲ့ဒီကဒနာသိတိနဲ့ကစမ်းရှင်တဲ့နေ့ဖြစ်တယ်။ပတ်စံစုပ်တစ်ခုကိုသေချာပြုပြင်ပြီးလုံနဲ့ဆောင်လိုက်ပါထူးခြားတဲ့ကံတွေပေါ်ပေါက်ပြီးရပိုင်ခွင့်တွေပြန်ရလာမယ်။30ရင်းနေ့မှာအလုံးစုံကောင်းမယ်။အပြိုင်ဆိုင်အလုံးကိုကြော်မယ်။ဘဝလိုလားချက်နဲ့ကြီးမားချက်တွေကိုရှေ့ထိုးဆောင်ရနိုင်တယ်။ တနေ့လာနေစောင့်ချာနေစနေနေ့မွေးသူတွေကောင်းကျိုးပေးမယ်တနေ့ကတွင်နေပုထုနေ့မွေးသူတွေဒုက္ခပေးတတ်တယ်နှစ်လေးကိုကနာနေကျိုးပေးတယ်အညိုရောင်ပြာရောင်မိခိုးရောင်တွေကိုသုံးပြီးလိုရာပြည့်စုံနိုင်တယ်22 23 24 25 26ရက်နေတွေကနှစ်သက်ရက်ကိုယူပြီးခေါင်းစည်းခေါင်းလျှော်ပြုပါထူးခြားသောမင်္ဂလာရှိပြီးအကြီးအကဲအဆင့်ကိုရောက်တဲ့ဖုံးကန်ကြီးမားသွားမယ်လို့ဆိုရိုးရှိတယ်လက်တွေ့သုံးချနိုင်တယ် ကောင်းခြင်းကံကြမ္မာများရစေရန်အိနိဗ္ဗာန်မှာရှိတဲ့အသက်ရကြီးရင်သူတို့ကိုစေဝဟာရဒါနပြုပေးပါကျေးဇူးတင်ပါတယ်။